မြတ်စွာရဲ့ဒေသနာတော်ကတော့အဲ့ဒါလုံးမဟုတ်ဘူးမိဘရဲ့ span နဲ့ oven နှစ်ခုတွဲသွားတာလေကဒါမြေသဘောလေးဖြစ်လာတယ်အဲ့ဒီပေါ်မှာအတိတ်ဘဝကသုတေစိတ်ကြလာလို့ကံပြစ်ချတဲ့ကံတပ်ပလို့ခေါ်ရပေါ့လေတရေယူတော့မဲ့ တတိယူတော်မဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ပုဂ္ဂိုလ်လဲလို့ဆိုရင် ခုဘွားကသုတိစိတ်ကြတဲ့ပုဂ္ဂိုလ်တဘွားဘွားမှာသုတိစိတ်ကြ။ဘာဖြစ်လို့လဲဆိုရင်စက္ကအတွင်းမှာတန်ပေါင်းများစွာသောတ ত্ত্ব ဝါတွေနေတာ။အဲ့တော့ဘာနဲ့ဥပမာတူလို့ဆိုလို့ရှိရင် ကောင်းငင်ကမိုးပေါက်တွေကျနေတယ်လို့ပဲ။သိနေတဲ့တ ত্ত্ব ဝါတွေရဲ့တ ত্ত্ব ဝါတွေကဖြစ်ဖို့ရအစင်းင်းဖြစ်နေကြတယ်နော်။သိလိုက်တာနဲ့တပြိုင်နက်တည်းတောင်ရှောက်ဖြစ်မှာ။ဝိညာဉ်စိတ်လေးတွေအနေနဲ့ ဒါမြန်မာကြီးလားလို့မအောင်မေ့နဲ့ရန်ကုန်ကနေပြီးတော့တယ်လီဗီရှင်းတွေ့လာပရိယာကနေဖိုင် ချက်ချင်းရတယ်မဟုတ်လားအေးအဲ့ဒီပုံစံပဲဘယ်ဘဝကသေးလာလားဘယ်ဘဝကသေးသေးကံရဲ့စွမ်းအားကြောင့်ခုနကပြောတဲ့ကလနဆိုတဲ့အထဲမှာလာပြီးတော့တတိခါကြမှာပဲအကုန်လုံးဒုမုတ်တူရောက်လာမှာပဲเนาะအဲ့ဒီအခြေအနေလေးကစတယ်လို့ဒီလိုပြောတာ အဲ့ဒီအခြေအနေလေးရဆက်အဲ့ဒီမှာအမေရိကန်ဆိုင်းယင်းဆိုလို့ရှိရင်တန်ပေါင်းများစွာသောသုတ်ပိုးတွေကခဲကတကောင်မဲအောင်နဲ့ဂျန်နဲ့ကောင်တွေတည်သွားတယ်ဆိုတာကိုကြည့်ပြီးတော့ဆရာဝန်တယောက်ကခေါင်းကြီးကိုရှောက်ကိုတယ်လူ့ဘွာရခဲ့တဲ့ဆိုတာသူလက်ခံပါတယ်ဘာဖြစ်လို့လဲဆိုရင်ကြွတန်လေးတွေကိုတတ်တော်လို့ယူဆပြီးတော့သူတို့ ဆေးပညာအယူဆရပါဘူးတတ္တဝါတွေတဲ့အဲ့ဒီမှာဒီတုပ်ပိုးလေးတွေအများကြီးတဲ့ကတကောင်ပဲဒီလူဖြစ်လာတယ်ပေါ့ကျန်တာတွေအကုန်သေသွားတယ်ပေါ့ဒါကြောင့်မလို့ तू ကလူဝါရခဲ့တယ်ဆိုတာ तू ကလက်ခံပါတယ်လို့တခါပြောဘူးတယ်အဲ့လိုသို့တော့အဲ့ဒီကလလဆိုတဲ့အထဲမှာတတ္တဝါတွေအများကြီးစုပြုံရောက်တယ်လို့ဒီလိုတော့စာထဲမှာမပါဘူးပေါ့နော် သို့သောသတိခနိုင်တဲ့အနေအထားမျိုးလေးတွေရှိတယ်။ကြည်လင်မိုးပေါက်ကလေးတွေအကြလာတာ။သူကြဆင်တဲ့နေရာမှာကြမှာ။တချို့မိုးပေါက်ကသွက်ပေါ်ကြတယ်။တချို့မိုးပေါက်ကတက်ကြယ်ပေါ်ကြမှာ။တချို့မိုးပေါက်ကသစ်ပင်ပေါ်ကြမှာ။တချို့မိုးပေါက်ကမြေကြီးပေါ်ကြမှာ။ဟုတ်လား။တန်ပေါင်းများစွာသောမိုးပေါက်ကလေးတွေဒီလိုကြသလိုပဲသေတဲ့ပုဂ္ဂိုလ်တွေကလည်းတန်ပေါင်းများစွာရှိတယ်သတ္တဝါတွေ။ကံရဲ့ဆွမ်းအားကြောင့်ကြာကျင်တဲ့နေရာကြာလာ ဲ့ဒီလိုကြားလာတဲ့အခါမှာကလလဆိုရီကအောင်းအောင်းမြင်းမြင်းဖြစ်လာပြီဆိုလို့ရှိရင်ပထမရက်တစ်ပတ်မှာကလလဆိုတဲ့ရေးချီဒုတိယရက်တစ်ပတ်ရောက်တဲ့အခါကျတော့အမြုပ်ကလေးဖြစ်လာတတိယရက်ပတ်ရောက်တဲ့အခါကျတော့ဒီ ငရုတ်သီးကိုထောင်းပြီးအေးဖြောအဲ့ဒီအေးဖြောပြီးတော့ဒီလိမ်မန်းလေးပေါ်မှာထားပြီးနေဘူးလှမ်းလိုက်တဲ့အခါကျတော့ငရုတ်ကြီးဖတ်ကလေးဖြစ်လာတယ်လို့သားထစ်လေးလို့အခဲသေးအနှစ်ကလေးဖြစ်လာတဲ့ဟာမျိုးဖြစ်တယ်တတရပါကြအဲ့ဒါကိုမြတ်စွာဘုရားကပထမံကလလံဟောတိပထမမှာကလလာကလလာဟောတိအဘုဒ္ဒကလလာကနေပြီးတော့ အမြုပ်အဖြစ်ပြောင်းလာတယ်အမြုပ်ကနေပြီးတော့သာတိအဖြစ်ပြောင်းလာတယ်အဘုဒ္ဒံသာတိပေတိပေတိနိဗ္ဗတတိကနောဆိုပြီးတော့အတုံခဲလေးဖြစ်လာ